ပူပြင်းသောရန်ကုန်မြို့လမ်းမကြီး၏ပလက်ဖောင်းပေါ်တွင်ညှဉ်းနှံသောအမျိုးသမီးတဦးသည်တိတ်ဆိတ်စွာထိုင်နေသည် မာနကြီးသောရဲတပ်သားတဦး၏အပုတ်ချခြင်းနှင့်ချင်းချောက်ခြင်းကိုခံနေရသည်သို့သောထိုအိမ်ယာမဲ့အမျိုးသမီးသည်တာမန်လူမဟုတ်ကြောင်းမြည်သူကမှမျှော်လင့်မိမည်မဟုတ်ပေ သူမသည်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုယုံစီကံထိန်သိမ်းရေးဌာန၏ရဲမှူးကြီးဒေါ်တန်နာဖြစ်သည် ပူပြင်းသောနေလေခင်နေအောင်အောက်တွင်ညဉ့်နွမ်းသောအမျိုးသမီးတဦးသည်ပလက်ဖောင်း၏ပူပြင်းသောမျက်နှာပြင်ပေါ်တွင်ထိုင်နေသည့်အဆောက်အအုံဟောင်းကြီး၏ အရေးအောက်တွင်ဖြစ်သည် သူမ၏စပေများသည်ဖုံမှုများနှင့်ချွေးများကြောင့်ရှုပ်ထွေးနေပြီးလာပေါင်းများစွာပြီးမဖြစ်ရသေးတကယ်သို့ဖြစ်နေသည် သူမ၏အဝတ်အစားများမှာစုပ်ပြဲနေပြီးမြစ်ပေနေကအစွန်းထင်းများစွာဖြင့်စုပ်ပြဲနေသောအစွန်းထင်းများစွာဖြင့်ခတ်ခဲပြီးအစုံးမရှိသော ခရီးတစ်ခုကိုဖြတ်တန်းလာခဲ့ရသကဲ့သို့ဖြစ်နေသည်သူမ၏ပိန်ပိန်ပါပါလက်များသည် ပလတ်စတစ် ပလင်းဟောင်းတလုံးကိုစုပ်ကင်ထားပြီးအထဲတွင်ရေတဝက်သားကျန်တော့သည် သူမ၏မျက်လုံးများကမူစီကားနေသောလမ်းမကြီးကိုငေးကြည့်နေသည်လူများသည်သူမရှိမှဖြတ်သွားကြသည်အချို့ကယွန်ရှာသောအမူအရာဖြင့်ခိုးကြည့်ကြသည် အချို့မိခင်များကမူသူမတို့၏ကလေးများကိုလက်ဆွဲကအမြန်ရှောင်ရှားသွားကြပြီးဒီလူတွေကအင်ယာမဲ့တွေရှောင်ပါဟူသောစကားသံများကို တိုးတိုးလေးပြောဆိုကြသည် မလန်းမကန်းတွင်ဈေးတယ်များကကုန်ပစ္စည်းများကိုဟစ်အော်ရောင်းချနေကြပြီးလမ်းသွားလမ်းလာများကလည်းအချင်းချင်းမိတ်ဆွေများကဲ့သို့စကားပြောဆိုကာရေမောနေကြသည်ထိုပဝန်းကျင်စည်းကားမှုများကြမှရဲတပ်သားကြီးကိုသူရင်သည် စိတ်ဆိုးဒေါသထွက်နေပုံရသည် ရင်စည်းကမ်းများကိုအကြိမ်ကြိမ်ချိုးဖောက်နေသောစိုက်ကားတစည်းကြောင့်သူ၏စိတ်ထဲတွင်ဒေါသများပြည့်စုံနေပြီးပောက်ကွဲရန်အတွက်အပေါက်တစ်ခုကို ရှာဖွေနေသည်သူ၏မျက်လုံးများကပဝင်းကျင်ကိုဝေးကြည့်လိုက်ရာထိုညံ့နှမ်းသောအမျိုးသမီးကို တွေးလိုက်သည်သူမသည်ထိုနေရာတွင်ရှိမနေသင့်သည့်ပုံစံဖြင့်မြို့ပြလမ်းမပေါ်တွင်ထိုင်နေခြင်းကညင်ကွင်းကိုအနှောင့်အယှက်ဖြစ်စေသည်ဟုသူတွေးမိသည် မတွေးတော့ဘဲသူသည်သူမထံသို့ဥတီသွားသည် သူ၏ဖနက်နဲ့ရောင်များက ပလက်ဖောင်း၏ပူမင်းသောမျက်နှာပြင်နှင့်တိုက်မိတံများထွက်ပေါ်လာသည့်အမျိုးသမီးရှေ့ရောက်သောအခါသူသည်စိတ်မရှိစွာတက်ပြင်းချလိုက်သည်ဟေးမင်းဒီမှာဘာလုပ်နေတာလဲဘာလို့ဒီမှာထိုင်ပြီးတောင်းရင်နေတာလဲပလက်ဖောင်းကိုညစ်ပတ်အောင်မလုပ်နဲ့သူသည်အတန်ကြဲကြဲဖြင့်ပြောလိုက်ရာအနီးနားမှလူအချို့ကလှည့်ကြည့်လာကြသည် ဒေါ်တန်နာကမြည်သည့်စကားမှမပြောပေသူမ၏မျက်လုံးများသည် လမ်းမကြီးကိုသာစိုက်ကြည့်နေပြီးထိုရဲတပ်သား၏ရှိနေခြင်းကိုအနှဲငယ်မျှပင်ဂယုမဆိုင်တကယ်သူဖြစ်နေသည် ကိုသူရင်သည်ဒေါသဘူထွက်လာသည် သူမကိုလစ်လျူရှုခြင်းကို သူမုန်းသည်ဤအမျိုးသမီးသည် သူပြောသည်နှင့်ချက်ချင်းထွက်သွားသင့်သည်ဟုသူတွေးမိသည်သို့တော်မဟုတ် သူမသည်တိတ်ဆိတ်စွာပင်နေနေသည် သူ၏ရှိနေခြင်းကိုအေးမကြီးဟုသဘောထားတကယ်သူဖြစ်နေသည်ဟေ့ ဒီကနေရာကအိဖို့အိမ်မက်မက်နေဖို့နေရာမဟုတ်ဘူးအခုချက်ချင်းထွက်သွားငါအတင်းကျပ်မနှင်ထုတ်ခင်ကိုသူရိန်ကအော်ဟစ်လိုက်သည်ဒေါ်တန်နာက မတုံ့ပြန်ပေကိုသူရိန်သည်သူမခြေရင်းသားတွင်ရှိနေသော ပလင်းခွန်ကို မြင်လိုက်သည်ရည်ရချက်ရှိရှိဖြင့်ငင်းကိုကန်လိုက်ရာပလင်းသည်လမ်းမပေါ်သို့လွင့်ဆင်သွားသည်ငါထွက်သွားလို့ပြောရင်ထွက်သွားပဝင်းကျင်မှလူအများစုကတိတ်ဆိတ်စွာရက်ကြည့်နေကြသည် ာနာပိုင်များနှင့်ထိတ်တိုက်တွေ့ဆုံခြင်းကပြဿနာဖြစ်လာနိုင်သည်ကို သူတို့သိသောကြောင့်ဖြစ်သည်ကိုသူရင်သည်သူမကိုဖယ်ရှားရန်အတွက်အတင်းကျပ်ဆွဲထုတ်ရန်လက်ကိုမြှောက်လိုက်သည်သို့သောသူမ၏လက်မောင်းကို မထိမိမှပင်ဒေါ်တန်နာက သူမ၏ပိန်ပိန်ပါပါလက်များဖြင့်သူ၏လက်ကောက်ဝတ်ကို မြဲမြံစွာဆုပ်ကင်လိုက်သည်သားကိုဆက်လုချင်တာတေချာလာဟူသော စကားတန်အေးဆက်ဆက်နှင့်အလေးနက်ပြည့်ဖြင့်ဒေါ်တန်နာက တိုးတိုးလေးပြောလိုက်သည် ထုံနေလေခင်ဤပူပြင်းသောလေတုသည်ပုံမူပြင်းထန်လာတဲ့ကဲသို့ခံစားရသည်ကိုသူရင်သည် ခနှမြတုံဆိုင်သွားသည်တခုခုတော့ထူးဆန်းနေသည်ဤညွန်းသောအမျိုးသမီးဤစကားပြောပုံသူမ၏အတန်နေထားကတည်ငြိမ်တော်လေဖိအားပြေပါနေသည်မူလကလစ်လက်ပြီးပင်မန်းနေဟန်ရှိသောသူမ၏မျက်လုံးများကယခုအခါဆူးရှနေပြီးစစ်စေးမင်းမြန်းနေသူကသူမကိုယ်တိုင်ဖြစ်နေတဲ့ကဲသို့ဖြစ်နေသည်သို့တော့ကိုသူရင်ဤမာနာက သူကိုအညံ့ခံရင်ငင်းဆန်နေသည်သူသည်ဒေါ်တန္တာဤလက်ကိုကြမ်းတမ်းစွာခါချလိုက်ပြီးဟေမင်းကမာနကြီးတာပဲလမ်းဘေးမှာတောင်းရမ်းနေပြီးငါ့ကို ပြန်ပြီးခုခံရဲတယ်လားဟုအပြင်းထန်နှာခေါင်းရှုံလိုက်သည်ထိုဖြစ်ရပ်ကိုကြည့်နေစေလူအချို့ကတိုးတိုးလေးပြောဆိုလာကြသည် အချို့ကမူထူးဆန်းသည်ဟုခံစားရသည် မူလကအိမ်ယာမဲတအူးကဲ့သို့မြင်ခဲ့ရသောအမျိုးသမီးသည်ယခုအခါခိုင်မာသောခန္ဓာကိုယ်ဖြင့်ထိုင်နေပြီးအာနေပြီးအညံ့ခံတော်မူပုံစံမဟုတ်တော့ပေကိုသူရင်ဤဒေါသကပုံမူပြင်းထန်လာသည်မင်းမင်းဘသူလဲဆိုတာသိရဲ့လားငါကရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်ကိုသူရင်းဒေါ်တန်နာကဆက်လက်တိတ်ဆိတ်နေသည်သူမ၏ညလုံးများကတည်ငြိမ်ပြီးသူမ၏နှကန်းထောင်တွင်အနေငယ်မျှသောအပြုံးတစ်ခုပေါ်လာသည် မင်းရဲ့မှတ်ပုံတင်ပြကိုသူရင်ကရဲရရှိတဦးဤမာနဖြင့်ပြောလိုက်သည်အင်ယာမဲကမှတ်ပုံတင်မရှိဘူးမဟုတ်လားသူသည်သူ၏ချင်းချောက်မှုအပေါ်ကျေနပ်စွာပြုံးလိုက်သည်ဤအမျိုးသမီးသည်ကြောက်ရွံ့ပြီးထွက်ပြေးလိမ့်မည်ဟုသူယုံကြည်နေသည်ဒေါ်တန်နာကတိုးတိုးလေးရေလိုက်သည် သူမ၏ရေတံကရဲတက်သား၏နားထဲတွင်ပဲ့တင်ထက်သွားသည် သူမက မင်းခုလေးတင်မှားသွားပြီဟုပြောလိုက်သည် ကိုသူရင်ကမျက်မှောင်ကျုပ်လိုက်သည်အိုးမင်းဘာလုပ်မှလဲငါ့ကိုတိုင်ကြားမှလားဟု သူကရွဲကပြောလိုက်သည်သို့တော်ထပ်မပြောမီဒေါ်တန်နာသည်သူမ၏အင်ဂျီအောက်မှတစုံတစ်ခုကိုထုတ်ယူလိုက်သည်ညင်းသည်ပလတ်စတစ်မပုံတင်ကပြားငယ်လေးတပြားဖြစ်ပြီးခုံမှုများကတ်နေတော်လဲအထဲမှစာသားများမှထင်ရှားစွာမြင်ရဆဲဖြစ်သည် သူမသည်ရင်းကိုရင်ဘက်အမြင့်သို့မြှောက်လိုက်ပြီးကိုသူရင်၏မျက်နာကိုတည်ငြိမ်စွာပြသလိုက်သည် ရဲတပ်သား၏မျိုးလုံးများက ကပ်ပေါ်ရှိစာသားများကိုဖက်လိုက်သောအခါမူလာကယုံကြည်မှုအပြည့်ရှိသော သူ၏မျက်နာသည် ရုတ်တရက်ပြောင်းလဲသွားသည် သူ၏ပားပြင်ပေါ်ရှိအနီရောင်များကပျောက်ွယ်သွားပြီးဖြူဖျက်ဩသွားသည်ဒေါသအပြည့်ဖြင့်စုပ်ကင်ထားသော သူ၏လက်များကယခုအခါပျော့ပြဲသွားသည် သူ၏နှုတ်ခမ်းများအနှဲငယ်ပွင့်သွားတော်လဲအတန်ထွက်မလာပေ ကပ်ပေါ်တွင်ရဲမှူးကြီးဒေါ်တန်နာရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုယုံစီကံထိန်သိမ်းရေးဌာနဟူသောစာသားများကထင်ရှားစွာရေးထားသည်ထိုခိုက်တန့်တွင် ကိုသူရင်အတွက်ကဘာကြီးသည်ရက်တန့်သွားသကဲ့သို့ခံစားရသည် ကိုသူရင်သည်မှပုံတင်ကပ်ပေါ်ရှိစာသားများကိုကြည်ကမျက်လုံးပြူပြီးရက်နေသည် သူဤပါဇက်ပွင့်နေတော်လဲမြည်သည့်စကားမှမထွက်လာပေမူလကဒေါသအပြည့်ရှိသော သူဤလက်များသည်ယခုအခါခန္ဓာကိုယ်ဘေးတွင်ပျော့ပြဲနေသည်နဖူးပေါ်မှချွေအေးများစီးကြလာသည်သို့တော်သူဤမာနာကမာယွင်းကြောင့်ချက်ချင်းဝင်ခံရန်ကြီးမားနေစေဖြစ်သည် မင်းနောက်နေတာလားသူကအယုံကြည်မရှိပဲပြောလိုက်သည် သူ၏ရခင်ပြင်းထန်သောအတန်ကယခုအခါတုံရင်နေသည်ဒေါ်တန်နာကတိတ်ဆိတ်စွာပဲနေပြီးပုံမဆူးရှသော မျက်လုံးများဖြင့်သူ့ကိုကြည့်နေသည်ပဝင်းကျင်မှ လူများသည်တခုခုထူးဆန်းနေကြောင်းသတိပြုမိလာကြသည်သူတို့အင်ရမဲဟု ခင်မက်ခဲ့သောအမျိုးသမီးသည်ယာဒူးမြင့်ရဲရာရှိတဦး၏မှတ်ပုံတင်ကိုကင်ထားသည်တိုးတိုးလေးပြောဆိုသံများထွက်ပေါ်လာသည် ကိုသူရင်သည်လက်မခံကျင်သေးပေသူသည်သူမ၏လက်ကိုခါချလိုက်ပြီးအင်းသည်လှည့်စားမှုတစ်ခုသာဖြစ်ကြောင်းကိုကိုကိုယုံကြည်စေခြင်းနေသည်မင်းဒီလောက်တောင်ဆောက်ယူလို့ထင်နေတာလားသူသည်ယခင်ကထက်အတန်ပိုကျဲလာသည် သူ၏စိတ်ထဲမှကြောက်ရွံ့မှုကိုဖုံးကွယ်ရန်ကြိုးစားနေသည်ငါကိုယူတယ်လို့ထင်နေတာလားအကက်ကအတုဖြစ်နိုင်နေမင်းကလမ်းဘေးကမိမတယောက်ပဲမတွေ့တော့ပဲ သူသည်ဒေါ်တန်နာ၏လက်ထဲမှမှတ်ပုံတင်ကက်ကိုလူယူရန်လက်ကိုဆန့်လိုက်သည် သူဤလောက်ရက်ကနေမြန်တော်လဲနောက်တစ်ခုကပုံမြန်သည်ဒေါ်တန်နာကကတော်ပြီးဟူသောစကားတခွန်းလေးကိုအတန်တိုးတိုးဖြင့်သို့တော်ဖိအားပြည့်ဖြင့်ပြောလိုက်သည် ကိုသူရိန်က လက်ကိုပြန်ယုတ်သိမ်းရန်အလိုလိုစူးစမ်းတော်လဲဒေါ်တန်နာဤစုပ်ကိုင်မှုက မရင်းရိုင်ပြီးသူဤလက်ကဝတ်ပေါ်ရှိဖိအားကပုံမှုများလာသောအခါအနေငယ်မျက်နှာရှုံလိုက်သည်လို့သူဤအတန်ကပြတ်သွားပြီးစိုးရိမ်ပူပန်မှုများဖြင့်ပြည့်နှက်နေသည် ဒေါ်တန်နာကသူ၏လက်ကောက်ဝတ်ကိုလှုပ်ပေးလိုက်သည်ကိုသူရိန်က နောက်သို့တလန်းဆုပ်သွားပြီးနာကျင်နေသောသူ၏လက်ကောက်ဝတ်ကို ပုတ်တက်လိုက်သည်ရှေ့ယုံမှုများကသူ့ကိုစတင်ကိုက်စားလာသည်သူသည်အိမ်ယာမဲ့မျိုးသမီးတဦးဟုထင်မှတ်ခဲ့သောသူ၏ရှေ့တွင်အရှက်ရခဲ့ပြီဖြစ်သည်ဒေါ်တန်နာကနောက်သို့လှမ်းသွားပြီးသူ၏မျက်နာကိုစိုက်ကြည့်ကမင်းဘယ်သူလဲဆိုတာငါမင်းကို ပြလိုက်ရမလားဟုပြောလိုက်သည် ပဝင်းကျင်မှလူများသည်တိတ်ဆိတ်စွာကြည်နေကြသည်ကိုသူရင်သည် တောင်တင်းစွာရက်နေသည် သူ၏မျက်လုံးများက သူရှိမှအမျိုးသမီးကိုကြည်နေစေဖြစ်သည်သူမသည်ယခုအခါခိုင်မာစွာရက်နေပြီးမိနစ်ပိုင်းအနည်းငယ်အကြာကသူအပုတ်ချခဲ့သောညဉ့်နွမ်းသောအမျိုးသမီးနှင့် လုံးဝကွာခြားနေသည်သူမပတ်ဝန်းကျင်မှ၄ရက်တခုလုံးပြောင်းလဲသွားသကဲ့သို့ခံစားရသည် ဒေါ်တန်နာသည်အိမ်ယာမဲတူးကဲသူမဟုတ်တော့ပဲသူမကိုအနိုင်ကျင့်နိုင်တော့မီမဟုတ်ပေသူမသည်ယခုအခါဩဇာအာဏာရှိသောခေါင်းဆောင်တူး၏အရေးအယံကိုထုတ်လွှင့်နေသည်ရဲတပ်ဖွဲ့ယာတို့အစဉ်စဉ်တွင် သူ၏အထက်တွင်ရှပြည်နေသူတူးဖြစ်သည် သို့တော်သူ၏မာနာကဆက်လက်ခုခံနေဆဲဖြစ်သည်သူသည်ဤအခြေအနေကိုရင်မောရန်စူးစမ်းတော်လဲသူ၏အတန်က တုံရင်နေသည်ဘာလဲမင်းဘာလုပ်မှလဲ မင်းငါကိုဘာလုံးနိုင်မှာလဲသူဤလွှမ်းမိုးမှုကိုပြန်လဲတိဆောက်ရင်ထက်မှန်စူးစားသည် သူသည်ပုံမှုများပြားသောလူများကသူတို့ကိုကြည်နေသည်ကိုသတိပြုမိသည်အကယ်၍သူသာယခုနောက်ဆုတ်သွားပါကရဲတအူးအဖြစ် သူဤဂုံတိတ်ခါပျက်စီးသွားလိမ့်မည်ထို့ကြောင့်သူသည်ကြမ်းတမ်းသောလှုပ်ရှားမှုဖြင့်ဒေါ်တန်နာဤမျက်နာကိုတိုက်ရိုက်ညွန်ပြလိုက်သည်မင်းနာထောင်ငါကစီကန်းထိမ့်သိမ့်ဖို့တာဝန်ယူထားသူမင်းပြည်တနာရှာရင်ငါလုံနိုင်တယ် တော်ပြီထိုစကားတလုံးသေးသာဒေါ်တန်နာဤနှုတ်ခမ်းမှထွက်လာတော်လဲဤအကျိုးတက်ရောက်မှုကကိုသူရင်ဤရင်ဘက်ကိုထိမှန်လိုက်သောတန်သူကြီးတလုံးကဲ့သို့ဖြစ်သည့်ချက်ချင်းဆိုသလိုသူဤအတန်ရက်တန်သွားသည်ဒေါ်တန်နာကအော်ဟစ်ခြင်းမရှိဒေါသထွက်ခြင်းမရှိပေသို့သော သူမ၏အတန်ကငင်းပယ်၍မရသောဩဇာအာဏာကိုပါရှိနေသည့်ချက်ချင်းဆိုသလိုဒေါ်တန်နာသည် သူမ၏အင်ကြီးအိတ်ကတ်ထဲမှတစုံတစ်ခုကိုထုတ်လိုက်သည် ဤတကြိမ်တွင်မှပုံတင်ကပြားတသက်မဟုတ်ပေသူမသည်ယင်းကိုမြောက်လိုက်ရာထိုဖြစ်ရက်ကိုကြည်နေသူတိုင်းကရှင်းရှင်းလင်းလင်းမြင်နိုင်သည်ယင်းသည်ရွှေရောင်ရဲတစိ့ဖြစ်သည်တစိ့ပေါ်တွင် ရေးထွင်းထားသောကျဲသုံးခွင့်အမှတ်သားသည်မြမနိုင်ငံရဲတပ်ဖွဲ့၏စီကံထိန်သိမ်းရေးဌာန၏မြမသောယာရုကို ကိုစားပြုနေသည်သူ၏မျက်လုံးများကတစိ့ကိုစိုက်ကြည့်နေသောအခါကိုသူရင်၏မျက်နာသည်ထိတ်လန့်မှုနှင့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည့်ရင်းသည်ရဲတပ်ဖွဲ့အတွင်အမြင့်ဆုံးယာရုများထဲမှတစ်ခုဖြစ်သည့်ရဲမှူးကြီး၏ယာရုကိုကိုစားပြုသောကျဲသုံးပွင့်တစိ့ဖြစ်သည့်ကိုသူရိန်သည်မျက်နှာဖြူဖြော့သွားပြီးသူ၏နှက်ခမ်းများတုံရင်လာသည်ဒေါ်တန်နာသည် သူထံသို့တလန်းတိုးလာပြီးကြောက်ရွံ့မှုများဖြင့်ပြည့်နေသောရဲတပ်သား၏မျက်နှာကိုဒိုက်ရိုက်ကြည့်ကာပြောလိုက်သည် အခုမင်းဘသူနှင့်စကားပြောနေလဲဆိုတာမင်းသိပြဒီလားငါဒီရဲတပ်ဖွဲ့မှာဘသူလဲဆိုတာမင်းသိပြီလား ဈေးတဲ့များနှင့်လမ်းသွာလမ်းလာများကတိတ်ဆိတ်စွာရက်ကြည့်နေကြသည်ဒေါ်တန္တာသည်သူ့ရှေ့တွင် ခိုင်မာစွာရက်နေစေဖြစ်ပြီးဆောင်းဆိုင်နေသည် သူမသည်ခုခံကာကွယ်မှုကိုဆောင်းဆိုင်နေခြင်းမဟုတ်ပေအဘယ်ကြောင့်ဆိုသောဤလူသည်မြည်သည့်စင်ကြေးများမရှိတော့ကြောင်းသူမသိသောကြောင့်ဖြစ်သည်သူမသည်အမားဝန်ခံမှုကိုသာဆောင်းဆိုင်နေခြင်းဖြစ်သည် ထိုခိုက်တန့်တွင်ကိုသူရင်သည် သူရှုံးနေခဲ့ကြောင်းတီလိုက်သည် နေလေခင်းနေ၏ ပူပြင်းသောလေထုကပုံမိုပူပြင်းလာတဲ့ကဲ့သို့ခံစားရသည် သူ၏နဖူးပေါ်မှချွေအေးများစီးကျလာပြီးမောပန်းနှံ့နယ်မှုကြောင့်အသက်ရှူရကျက်နေသည်သူသည် သူ၏အဖြစ်ကိုဖုံးကွယ်ရန်အတွက်အပေါက်တစ်ခုကိုရှာဖွေနေသည် သို့သောသူ၏စိတ်ကရှုပ်ထွေးနေသည်ဤသို့မဖြစ်နိုင်ပေအင်ယာမဲ့တအူးကရဲမှူးကြီးဖြစ်နေသည်မှာမြည်သို့ဖြစ်နိုင်မည်နီဒါ ဒါကအမှားရင်းတစ်ခုပါဗျာကျွန်တော်အမှားကြီးမှားသွားတာပါဒါပေမဲ့ကျွန်တော်ကတာဝန်ထမ်းဆောင်နေတာပါ သူဤအတန်ကတိုးတိုးလေးဖြစ်ပြီးနားမလည်လောက်အောင်မင်းဖြစ်နေသည်ဒေါ်တန်နာက မျက်မှောင်ကျုပ်လိုက်သည်အเจ้าမဲ့လူတယောက်ကိုအော်ဟစ်ပြီးချင်းချောက်တာကမင်းရဲ့တာဝန်လားမာနနဲ့တိုင်းပြည်ကို အုပ်ချုပ်တာကမင်းရဲ့တာဝန်လားအဲ့ဒါမင်းရဲ့တာဝန်လားကိုသူရိန်က မဖြေနိုင်ပေသူသည်မြည်သည့်စင်ကြီးမျှပေးရမရတော့ပေ အစကတည်းကသူလုတ်ခဲ့သည်မျအရာအလုံးသည်သူ၏အစဉ်တန်းနှင်းကြပုံကိုထင်ရှားစွာပြတ်သားနေသောတသက်များဖြစ်နေသည်ကိုသူရိန်ကအနေငယ်နောက်ဆုတ်သွားသည်သူသည်ယခုအခါပလက်ဖောင်းပေါ်ရှိညင်ွန်းသောအမျိုးသမီးတဦးကိုရင်ဆိုင်နေရခြင်းမဟုတ်တော့ပေသူသည် သူထက်ယာရူးကြီးသောသူတဦးကိုရင်ဆိုင်နေရခြင်းဖြစ်သည်သူ၏ကံကြမ္မာကိုတခဏချင်းအတွင်ဆုံးဖြတ်နိုင်သူဖြစ်သည် ကိုသူရင်ဒေါ်တနာကထိုလ်လူဤနာမည်ကို ပြက်သားစွာခေါ်လိုက်သည် အာနာအလွဲသုံးစားလုပ်တဲ့ရဲတွေဘာဖြစ်တက်လဲမင်းသိလားကိုသူရင်က မဖြေနိုင်ပေသူသည်အဖြေကိုတိနေသည်သို့တော့ဤတကြိမ်တွင်မူသူဤမျက်နာသည်ဒေါ်သားကြောင့်နီးရဲနေခြင်းမဟုတ်တော့ပေပြစ်တံချမှတ်ခံရသူတဦးဤမျက်နာကဲသူဖြစ်နေသည်ကိုသူရင်သည် သူဤခြေထောက်များကို ခိုင်မာစွာမထိန်ချုပ်နိုင်တော့ပေနောက်သို့တလန်းဆုပ်သွားသည် လူအများဤတိုးတိုးပြောဆိုတမ်းများက သူဤနားရဲတွင်ပဲ့တင်ထက်လာသည် ထိုမျိုးသမီးဤစူးရသောမျက်လုံးများက သူ့ကိုဖောက်ထွေးမြင်နေရတကယ်သို့ခံစားရသည် သူဤယူနီဖောင်းအောက်တွင်ဝတ်ထားခဲ့သော ရုပ်မာမှုအလုံးကို ဖော်ထုတ်နေတကယ်သို့ဖြစ်နေသည်မင်းငါဘသူလဲဆိုတာကိုသိကျင်နေမဟုတ်လားမင်းရဲ့ရဲရာရှိတယောက်အနေနဲ့မင်းရဲ့တာဝန်ဝတ္တရားတွေကို စစ်ဆေးဖို့ဒီကိုရောက်လာတဲ့သူကငါပဲ သူ့ကိုလှောင်ပြောင်ခဲ့သောရဲတအူးကနောက်ဆုံးတွင်အပြစ်ပေးခံရသည်ကို မြင်သောအခါလူအများကနောက်သို့တလန်းဆုပ်သွားသည် ကိုသူရင်းဤလက်များတုံရင်လာသည်ဖြစ်နိုင်နေသူ၏အတန်က နားမလဲလောက်အောင်ပင်ဖြစ်နေသည်ဒါကမဖြစ်နိုင်ဘူးကျွန်တော်မသိခဲ့ပါဘူးမင်းမသိခဲ့ဘူးဒေါ်တန်နာကအေးမြန်စွာပြောလိုက်သည်ဘာလို့လဲဆိုတော့မင်းရဲ့အာနာကိုအလွဲသုံးစားလုပ်ဖို့အတွက်ပဲအလွန်မင်းအလုံးရှုံနေခဲ့လို့ပဲကျွန်တော် ကျွန်တော်မရည်ရွယ်ပါဘူး။သူသည်ငင်းဆိုခြင်းခဲ့သည်အခြားစင်ကြီးများရှာဖွေခြင်းခဲ့သည်သို့တော်သူ့ကိုကဲတင်နိုင်မည်စကားတလုံးမျှမရှိကြောင်းသူသိနေသည်ဖြစ်ပျက်ခဲ့သည်။အရာအားလုံးသည်ငင်းပယ်၍မရသောတတ်တည်များဖြစ်နေသည် သူသည်သူမည်သူနှင့်ရင်ဆိုင်နေရသည်ကိုမသိဘဲကိုချင်းစာတရားကိမဲ့စွာပြုမူခဲ့သည်။နားလေပါဒေါ်တန်နာကပြောလိုက်သည်ဒါကငါအကြောင်းမဟုတ်ဘူးငါကမင်းရဲ့အထက်ရာရှိဖြစ်လို့မဟုတ်ဘူး။ ငါတကယ်ပဲအိမ်ယာမဲ့တူဖြစ်ခဲ့ရင်တောင်မင်းလုတ်ခဲ့တာကမှားရွေးနဲ့လုတ်ရက်ပဲလူအများကပိုမိုစုဝေးလာကြသည် အချို့ကဖုံးဖြည့်ဗီဒီယိုရိုက်ကူးနေကြသည်ဤအခြေအနေသည်ရန်ကုန်တွင်ဖြစ်ခဲ့သောအဖြစ်ပြက်တစ်ခုဖြစ်သည်ရဲတအူးဤအာနာအလွဲသုံးဆောင်မှုကပြည်သူများဤမျက်မှောက်တွင် ပေါ်လွင်လာခဲ့သည် ဒေါ်တန်နာကတင်းငိမ့်စွာပင်ရက်နေသည် သူမ၏မျက်လုံးများကထိုလူကိုစူးရှစွာကြည့်နေသည်ဒီဖြစ်ပျက်ကမင်းရဲ့စိတ်ထဲမှာအမြဲရှိနေရမယ်ကိုသူရင်ကအာခေါင်ချောက်စွာတရွေးမြိုချလိုက်သည် သူ၏အတန်က တုံရင်နေသည်တောင်းပန်ပါれခမညာကျွန်တော်မသိခဲ့ပါဘူးဘာကိုမသိတာလဲဒေါ်တန်နာကပြင်းပြန်စွာပြောလိုက်သည် သူမ၏အတန်ကပြက်သားတော်လဲဒေါသထွက်ခြင်းမရှိပေ ငါကရဲမှုကြီးငါကမင်းရဲ့အထက်အရာရှိငါကတစိမ့်ရှိတယ်။ဒေါ်တန်နာကတပြင်းချလိုက်ပြီးသူမိုက်လက်များကို ရင်ဘက်ပေါ်တွင် ပိုက်လိုက်ပြီးကောင်းပြီးမင်းလုခဲ့တာကိုဂယုတဆိုင်နားထောင်ပါမင်းငါဘယ်သူလဲဆိုတာမသိဘူးဆိုရင်တော့မင်းကတာမန်ပြည်သူတဦးကိုရင်းရင်တီးတီးဆက်ဆံခဲ့တာပဲ။အဲ့ဒါမှန်တယ်အာနာကိုအလွဲသုံးစားလုပ်တတ်တဲ့ရဲတွေအများကြီးပဲကိုသူရင်ဤမျိုးလုံးများက ပဝင်းကျင်ကိုဝေးကြည့်လိုက်ရာရာပေါင်းများစွာသောမျက်လုံးများကသူ့ကိုလေးစားစွာမဟုတ်ဘဲမထီမဲ့မြင်ပြုစွာကြည့်နေကြသည်သူသည်ဤအခြေအနေကိုထိန်းချုပ်နိုင်တော့ခြင်းမရှိတော့ပေယခင်က သူ၏ယူနီဖောင်းဖြင့်လူများကိုကြောက်ရွံ့အောင်ပြုလုပ်နိုင်ခဲ့တော်လဲယခုအခါလင်းသည်သူ့အတွက်ရှက်စရာကောင်းသောအမှတ်သားတစ်ခုသာဖြစ်နေသည်ကိုသူရင်သည် မတီမငြိမ်ဖြစ်နေပြီးသူ၏ဖုန်းကိုရှာနေသည် တစုံတဦးကိုဆက်သွယ်ပြီး အကူအညီရှာဖွေခြင်းပုံရသည် သို့တော့ဘာအတွက်လဲမြည်သူမြသူ့ကိုကဲတင်နိုင်မည်မဟုတ်ပေသူလုတ်ခဲ့သောအမှားများသူပြောခဲ့သော စကားများသည်မငင်းနိုင်သောအမှန်တရားများဖြစ်နေသည်နောက်ဆုံးတွင် သူသည်အရှုံးပေးလိုက်သည် ထိုအရာကသူသည်အမှန်တကယ်အကူအညီမဲ့နေကြောင်းပြသနေသည် ကိုသူရင်သည်တောင့်တင်းစွာရက်နေသည်မူလကဒေါသများဖြင့်ပြင်းထန်နေသော သူ၏မျက်နာသည်ယခုအခါကြောက်ရွံ့မှုနှင့်ရှိတ်ရွံ့မှုများသာကြံတော့သည် သူ၏အသက်ရှာ သူတန်ကမောပန်းနှွမ်းနေနေသည် သူ၏ရင်ဘက်ကမတိမငိမ့်တက်လိုက်ကြလိုက်ဖြစ်နေသည် နဖူးပေါ်မှချွေးအေးများကစီးကျနေပြီးသူ၏ယူနီဖောင်းကိုဆူဆွစေသည် ယူနီဖောင်းသည် ယခင်ကထက်ပုံမိုလေးလံနေတကယ်တို့ခံစားရသည်ဒေါ်တန်နာကမြည်တိခံစားချက်မျှမရှိဘဲသူ့ကိုစိုက်ကြည့်နေသည်သူရှိမှလူသည်ကိုကိုကိုကာကွယ်ရန်တတိကြံနေသေးသလားဟုအ깨ဖြစ်နေတကယ်တို့ဖြစ်နေသည်သို့တော်သူမသည်အဖြေကိုတိနေသည်ကိုသူရင်သည်ရှုံးနေသွားခဲ့ပြီဖြစ်သည်နေလေခင်ကောင်းကင်သည်ပုံမိုပူပြင်းလာတော်လဲပလက်ဖောင်းပေါ်ရှိနေသူသည်တရားရုံးခန်းထဲတွင်ရှိနေတကယ်တို့ခံစားရသည် လူအများဤမျက်လုံးများက သူတို့နှစ်ဦးကိုစိုက်ကြည့်နေကြသည် လမ်းမဖြတ်သွားသူများကရက်တန့်ကကျေနပ်သောအမှုအရာဖြင့်ကြည့်နေကြသည် အချို့ကမူဖုံးဖြင့်ရိုက်ကူးနေကြသည်ရဲတအူးကအရှက်ရနေသည်ကိုမြင်ရခြင်းသည် ရှာရှာပပအဖြစ်ပြက်တစ်ခုဖြစ်ကြောင်းသူတို့သိသောကြောင့်ဖြစ်သည်ဒေါ်တန်နာကရှေလျားစွာတက်ပြင်းချလိုက်ပြီး နောက်ဆုံးတွင် သူ့ထံသို့တလန်းတိုးလာသည်ကျွန်တော်မတက်နိုင်ပါဘူးဗျာ ကျေးဇူးပြုပြီးမလုပ်ပါနဲ့ဗျာကျွန်တော်ရှင်းပြနိုင်ပါတယ်သူဤအတန်ကတုံရင်နေသည်ဒါကနားလည်မှုလွဲတာလားဒေါ်တန်နာက မျက်ခုံးပင်လိုက်သည်မင်းကဒီနေရာမှာတာမန်ပြည်သူတဦးကို ချိန်ချောက်ခဲ့တာမင်းမသိတဲ့သူကို အတင်းအာရမနှင်ထုတ်ခဲ့တာဒေါ်တန်နာသည် ကိုသူရင်ဤယူနီဖောင်းပေါ်ရှိအစိမ်းရောင်ရောင်ပြန်အင်းကြီးကိုဆွဲထုတ်လိုက်သည်ကိုသူရင်ဤလက်များက တုံရင်နေသည်ယင်းသည်သူ၏ခန္ဓာကိုယ်ဤတစိ့တပိုင်းကို ဆုံးရှုံးလိုက်ရတကဲ့သို့ဖြစ်နေသည်ဒေါ်တနာက ထိုအင်းကြီးကိုတည်ငြိမ်စွာယူလိုက်ပြီးသူ၏ဘေးတွင်ရက်နေသော အခြားရဲတပ်သားတအူးကိုပေးလိုက်သည် ထိုရဲတပ်သားသည် အသက်ပုံငယ်တော်လည်းပုံမိုစည်းကမ်းရှိသည်သူသည်ခေါင်းကုန်ကယူလိုက်သည်အမကျေးဇူးပြုပြီးကျွန်တော်ကိုအခွင့်အရေးပေးပါဗျာကျွန်တော်ပြောင်းလဲပါမယ်ဒီအမားကို နောက်တစ်ခါထပ်မလုပ်တော့ပါဘူးကိုသူရင်က အော်ဟစ်လိုက်သည် အခွင့်ရေးဒေါ်တန်နာက ရေလိုက်သည် မင်းကမင်းချင်းချောက်ခဲ့တဲ့လူတွေကိုအခွင့်ရေးဘယ်နှကြိမ်ပေးခဲ့လဲကိုသူရိန်ကမြည်တိအရာမျှမပြောနိုင်တော့ပေ သူ၏မျက်လုံးများက နောင်တများဖြင့်ပြည့်နေနေသည်ဒေါ်တန်နာက ခေါင်းလဲလိုက်သည်မင်းကိုမင်းရဲ့ယူနီဖောင်းကိုမဝတ်ခိုင်းတော့ဘူးဒီနေ့ကစပြီးမင်းရဲ့ဌာနမှာ တာဝန်ထမ်းဆောင်ခွင့်မရှိတော့ဘူး ကိုသူရင်သည်အာရင်ကုန်ခန်းစွာလက်များကို ပြစ်ချလိုက်သည်ရှေယုံမှုဖြင့်လေးလံသောခြေလမ်းများဖြင့်သူသည်နောက်ဆုံးတွင်လှည့်ပြန်ပြီးခေါင်းကုန်ကထွက်ခွာသွားသည်ယခင်ကမာနာကြီးစွာရှောက်လန်းခဲ့သောခြေလမ်းများသည်ယခုအခါလမ်းပြောင်းနေသူတဦး၏ခြေလမ်းများနှင့်တူနေသည်သူ၏နောက်တွင်ဒေါ်တန်နာကတည်ငြိမ်စွာပင်ရက်နေသည်ရဲယူနီဖောင်းကိုသာမကရှေယုံမှု နောင်တနှင့်ကြောက်ရွံ့မှုများဖြင့်လွှမ်းခြုံထားသော သူ့ကိုစိုက်ကြည့်နေသည် သူသည်နောက်သို့လှည့်ကြည့်ရန်မရေရဲတော့ပေဒေါ်တန်နာ၏အကြီးကသူ့ကိုဟောက်ထွင်းမြင်နေရတကယ်သို့ဖြစ်နေသည်သူမသည်လူများကိုဟစ်အော်ခြင်းဒေါသထွက်ခြင်းသို့မဟုတ်တောင်းဆိုခြင်းများမလုပ်ခဲ့ပေသူမသည်လူများအာနာအလွဲသုံးစားလုပ်ခြင်းမှ သင်ငန်းစာရစေလိုသောဆန္ဒတစ်ခုတည်းသာရှိခဲ့သည် သူမသည် မာနာကြီးသောရဲတပ်သားကိုသူတို့ဘသူလဲဆိုတာကိုကြည့်ရှုရန်မှန်ကိုရင်ဆိုင်စေလိုခဲ့သည်ခိုင်မာသောခြေလမ်းများဖြင့်သူမသည် သူမ၏တာဝန်ကိုဆက်လက်ထမ်းဆောင်သည်အဘယ်ကြောင့်ဆိုသောတရားမျှတမှုသည် သူ့အလိုလိုရည်တည်နေခြင်းမဟုတ်ဘဲတိုက်ပွဲဝင်ရမည်ကိုသူမသိသောကြောင့်ဖြစ်သည်